ဂျေရှွာဘန်အနာယူပြသွားခဲ့တဲ့ရေဆူရီယာကတော့အနာဂတ်မှာဂျေရှွာဘန်နဲ့ပြန်လည်ထိုးသက်ခြင်းကြောင့်ကိုအင်တာဗျူးမှာပြောလာခဲ့ပြီလေဖြစ်ပါရီမနေ့ကတော့တကယ်ကိုကြည်ကောင်းတဲ့ပွဲပါဂျေရှွာဘန်ဟာအပြိုင်ပွဲဖြစ်တဲ့နဗန်သမားဂျူရိုသမားရေဆူရီယာရဲ့ထိတ်တောင်းတွေကိုကောင်းဆုံး defense လုပ်ပြသွားခဲ့တာကိုတွေ့ရတယ်တကယ်ကိုမှပညာရှင်တွေကိုရင်ကလည်းခုလိုမျိုး UFC မှာရှရှပါပါနဗန်နဲ့ဂျူရိုကိုပဲအားဆိုင်ပြီးကစားတယ် ရက်ဆူရီယာလိုဖိုက်တာရဲ့ထိတ်တောင်းတွေကိုအကောင်းဆုံး defense လုပ်ပြသွားတဲ့ Joshua Ban ကိုချီးကျူးနေကြပြီလေဖြစ်ပါ रे ဒီပွဲမှာတခုပဲ Joshua Ban ဟာ power ဘိုင်းအားဘိုင်းနည်းနည်းလိုတာပေါ့ဗျာသူရဲ့ထိုးချက်တွေကတိတ်မပြေးမှုလို့ကျွန်တော်နေနဲ့သုံးသပ်ရတယ်ပြီးတဲ့ခါကျတော့အလဲထိုး power လိုတာပေါ့ဗျာဒါကို UFC ကိုရန်ကလည်းသိတဲ့ဘောမကြဘူး Joshua Ban ကိုအလဲထိုးနဲ့နိုင်စေချင်တာဖြစ်ပါ रे ဒါကြောင့်မလို့ပွဲအတွင်းမှာ inter တော့မပြူးခဲ့ပါဘူး ဂျေရှွာဘန်ကိုရင်ကလည်းဝန်ခံထားရသူအနေနဲ့ဒီပွဲကိုလုံးဝအပြတ်သားအလဲထုံးနဲ့အနိုင်ရယူချင်ခဲ့ပါမယ်လေအခြေအနေရဖြစ်မလာခဲ့ဘူးပေါ့ဗျာဒါမဲ့နောက်ပွဲမှာအလဲထုံးနဲ့အနိုင်ရဖို့အတွက်ဂတိပေးပါရဆိုပြီးတော့ UFC ကိုပြောသွားခဲ့တာဖြစ်ပါ ರಿ အခုဂျေရှွာဘန်ရဲ့ပြိုင်ပွဲဖြစ်တဲ့ရက်ဆူရီယာကတော့ဒီပွဲမှာသက်လုံလေးချခဲ့တာဖြစ်တယ်နော်ဂျေရှွာဘန်ကိုသူပဲတကုံချုပ်ပြီးတော့သူပဲတကုံသက်လုံလေးချပြီးတော့မောသွားခဲ့တာဖြစ်ပါ ರಿ နော်၄ချီလောက်ရှိရင်တော့ဒီကောင်ပွဲသိမ်းပြီဗျနော် ဒါတော့ Joshua ဘန်ကသူ့ရဲ့နော်မထီးတဲ့နေရာကိုရှက်ပြီးတော့ကန်မိလိုက်တာမူယာမာယာများပြီးနော်အသက်ထွက်မသက်ဖြစ်နေတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်။ဒါဟာသူကမူယာမာယာများပြီးတော့နားချင်းယူလိုက်တာကိုအနိုင်ငံလုံးကပြည်သက်တကတွေ့ပြီးသားဖြစ်မှာပါ။အခု Ray Surya က Joshua ဘန်နဲ့အနာဂတ်မှာပြန်လဲထူးသက်ခြင်းကြောင့်နော်ဒီဘွဲမှာသူလည်းအကောင်းဆုံးလုပ်ပြသွားခဲ့တာဗျ။ Ray Surya ကလည်းတရောကိုကောင်းတဲ့ fighter ပဲနော်။အနာဂတ်မှာတည်တည်ချာချာနော်သက်လုံးအာရီယော ပြန်ချိန်ပြီးတော့ ဂျေရှုအဘန်ကိုပြန်လဲစိန်ခေါ်မထိုးသက်နိုင်ဘူးလို့ကျွန်တော်တို့မပြောနိုင်ဘူးအခုတော့အနာဂတ်မှာဂျေရှုအဘန်နဲ့ပြန်လဲထိုးသက်ခြင်းကြောင့်ကိုရေဆူရီယာကသူ့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲပြောလာခဲ့တာပဲဖြစ်ပါတယ်